စ်ကောင်စီကြီးညာထားတဲ့ငလင်ကာလာအပြစ်ခတ်ရက်စဲထားတဲ့ရက်20အတွင်းရခိုင်ပြည်နယ်မှာစစ်တပ်ကစီးရီးတိုက်ခိုက်မှု409ကြိမ်တည်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကသူတို့ကြီးညာထားတဲ့အပြစ်ခတ်ရက်စဲရေးကြီးညာချက်ကိုလေးစားခြင်းမရှိဘဲဧပြီ2ရက်နေ့ကနေ22ရက်အတွင်းရခိုင်ပြည်နယ်ကြောက်ဖြူတောင်ကုန်းကြောက်တော်စစ်တွေနဲ့ပောက်တော်တို့မှာပြစ်ခတ်တိုက်ခိုက်မှု409ကြိမ်ပြုလုပ်ခဲ့ကြောင်းရခိုင်မြို့သားအဖွဲ့ချုပ်လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံးကသတင်းထုတ်ပြန်ပါတယ်။ အဲဒီလောက်ငလီဒန်ခံနေရတဲ့အခြေအနေနဲ့အချိန်ခါမှာပေါ့နော်ငလီကိုလည်းသူတို့ကအာလက်နဲ့ပြအသုံးချတယ်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုလည်းလက်နဲ့ပြအသုံးချတယ်တဆက်ဆက်တည်းပြောကျင်တာကအပြည့်ရက်တယ်ဆိုတာက အသွင်တရံရအပြည့်အပြည့်ရက်တာနော်အဲနောက်တစ်ခုကသူကဟန်ပြနော်ဟန်ပြဟန်ပြကြားကောင်းအောင်ဒီသားတွင်းနဲ့နိုင်ငံတကာကကြားကောင်းအောင်အာသူကအမိခံတက်တဲ့သူက အပြစ်ရပြတာလားအဲ့ဒါဘာနဲ့တူလဲဆိုတော့အာသူတို့အပြစ်ရထားပါတယ်အပြစ်ရထားတယ်လဲပြောပြီးတော့24နာရီအတွင်းမှာအဲ့ဒီအပြစ်ရတာကိုသူတို့ကိုယ်တိုင်ပြန်ပြီးတော့ချိုးဖောက်တာ ။ဒါသူတို့ပြောတဲ့စကားလေးသူတို့လုပ်တဲ့လုပ်ရတရားတောင်းဝင်မှုတောင်းခံမှုဘာမှမရှိဘူး။နောက်တစ်ခုကငင်းရလူတွေလည်းမရှိဘူး၊တင်းရလူတွေလည်းမရှိဘူး။အပြစ်ခက်ရဆဲထားတဲ့ကာလအတွင်းစစ်ကောင်စီကလေရင်တွေနဲ့လေကြောင်းတိုက်ခိုက်တာ၊ဒုံးနဲ့တိုက်ခိုက်တာ၊စက်တပ်လေထီနဲ့တိုက်ခိုက်တာ၊ရေတပ်သင်္ဘောတွေကနေပြစ်ခတ်တာနဲ့လက်နက်ကြီးပြစ်ခတ်တာတွေကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်အရသာတအူသေဆုံးပြီး28ဦးဒဏ်ရာရရှိခဲ့ကဒဏ်ရာရသူတွေထဲမှာ9ဦးဟာအသက်9နှစ်ကနေ14နှစ်ကြားရှိတဲ့ကလေးငယ်တွေဖြစ်တယ်လို့သိရပါတယ်ဒီငနေတန်တင့်နေတဲ့ပြည်သူတွေကိုကျွန်တော်တို့ကုလအပါဝင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့ NGO အစိုးရကိုအဲဒီ ဒီတခြားသောကျွန်တော်ဒုမုကေစေအဖွဲ့တွေကအကူအညီပေးဖို့အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေရရှိဖို့အတွက်အပြည်သူတွေကိုအကာအကွယ်ပေးဖို့အတွက်တောင်းဆိုနေတဲ့အချိန်မှာတင်မူပေးဖို့ဒီစစ်ကောင်စီကစေရေးရနိုင်ငံရေးရဒါကိုအခွင့်အရေးတစ်ခုအနိုင်ယူရမယ်ဆိုတဲ့အနေအထားမျိုးနဲ့ဒါကိုထိုးစစ်ဆင်နေလို့တော့ကျွန်တော်ကတော့မြင်နေတယ် စစ်တပ်ရဲ့အပြစ်ခတ်ရဲစဲတဲ့ရက်20ကာလအတွင်းစစ်ရေးတိုက်ခိုက်မှုတွေကြောင့်လူနေအိမ်20လုံး၊စိုက်နှဆိုင်နဲ့ဘာသာရေးအဆောက်အုံတစ်လုံးအပါအဝင်အဆောက်အုံတွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။အိမ်လည်းမအိမ်ရအောင်နေပြမဲ့လည်းအလုံးလုံးအများပဲကြာရင်လည်းအော်မိမိချက်ချက်နဲ့အိမ်ကောင်တော်တော်နေနေရင်လည်းထထိုင်နေရပြန်ပြီ။တော်တော်နေကြက်လာရင်ထထိုင်နေရပြန်ပြီ။တော်တော်နေဝိုင်းတော့လာရင်ဝိုင်းတော့လာရင်လည်းထထိုင်နေရတယ်လို့ကဘာဘာမှအိမ်ချင်းရှိနေတယ်။အဲ့လိုပဲစိတ်ဖြစ်နေတာ။ မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ဖြားအပြင်းကလေးကြောင့်ကေဇေးအင်းနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအရှိန်မြင့်ဆောင်ရွက်နိုင်ဖို့နဲ့တည်ငြိမ်အေးချမ်းမှုကိုရှေ့ရှုပြီးဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိနိုင်ငံတော်ယာယီအပြည့်ခက်ရကြောင်းစစ်ကောင်စီကပထမအကြိမ်ထုတ်ပြန်ပြီးနောက်ဧပြီလ23ရက်ကနေ30ရက်အထိထပ်မံတပ်တန်းတူထားကြောင်းကြေညာထားပါတယ် ညီနောင်မဟာမိတ်သုံးဘွဲ့ကလည်းစစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာတွေမှာခုခံကာကွယ်တဲ့တုံ့ပြန်မှုကလွဲလို့စတင်ထိုးစစ်ဆင်တိုက်ခိုက်မှာမဟုတ်ဘဲဧပြီလ1ရက်ကနေ30ရက်အထိတလားတာတစ်ဖက်သက်အပြစ်ခတ်ရဲစေးကြောင်းထုတ်ပြန်ထားပါတယ်။